အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကတော့ကျွန်မဒါ website တစ်ခုနဲ့မိတ်ဆက်ပေးရှင်နေပေါ့နော်ဆိုတော့ဒီ slide ရဲ့ကောင်းစင်မှာပြရတဲ့အတိုင်းအချိန်မဆုံးဈေးဝ website ဆိုရဲအတိုင်းဒါတရုတ်နိုင်ငံရဲ့အရန်ကြီးကျယ်ပြီးတော့နော်ဈေးလည်းအရန်သက်သာတယ်ပစ္စည်းလည်းစုံစုံလင်လင်ရှိတဲ့အဲ website တစ်ခုနဲ့မိတ်ဆက်ပေးမယ်သူရဲ့ website ကတော့168ဖြစ်တယ်ပေါ့နော်သူကအလီဘာဘာတို့တပေါင်းလုံးနဲ့တော့ company တစ်ခုရဲပဲအဲဒါပေမဲ့ဒီ website ကချက်တော့ကျွန်မတို့သိရသူမြဲတယ်ပေါ့နော်အလီဘာဘာတို့ဘာလို့ဆိုလို့ရှိရင်လူသိရတယ်ဒီ website ကချက်တော့အာအရန်လည်းပစ္စည်းစုံနေ ဈေးကလည်းလုံးဝကိုမထင်မှတ်ထားစရာဈေးတွေနဲ့အဲရနိုင်တယ်ပေါ့နော်ဆိုတော့ဒီ website ကကျတော့မြန်မာနိုင်ငံသူတွေနဲ့အဲရင်းနှီးမှုနည်းနယ်လို့တော့ထင်တယ်ပေါ့နော်ဆိုတော့ဒီ website မှာကအကူလိုချင်တဲ့ပစ္စည်းအစုံအလင်ပေါ့နော်ဆိုတော့ဟိုဘာပစ္စည်းရှာရှာသူ့စီမှာအကုန်ရှိတယ်သူ့စီမှာမရှိတဲ့ပစ္စည်းဆိုတာအရင်ရှားတယ်ပေါ့နော်ဆိုတော့ ဒီ website မှာက PC လေးစုံတဲ့အပြင်ဈေးတွေကလည်းပေါ့နော်ကျွန်တော်တို့လုံးဝမထိမှတ်ထားတဲ့ဈေးတွေပေါ့နော်ဒါမစ3ကျလောက်กว่าရဲ့ဈေးတွေနဲ့အဲတရုံတရုံဘယ် website မှာမှ share လို့မရတဲ့ဈေးလုံးတွေနဲ့ကျွန်တော်တို့ဝယ်လို့ရမှာဖြစ်တယ်ဆိုတော့သူကကျတော့အထူးကလက်ကားဝယ်လို့ရှိရင်ပို့ပြီးတော့တက်တာတာဖြစ်တဲ့အတွက်ကျွန်တော်တို့တစင်ပြန်ပြီးတော့ရောင်းချင်တဲ့သူတွေအတွက်ကြတော့ပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တယ်ဆိုတော့ဒီ website ရဲ့အများကြီးရှိတဲ့ product တွေအများကြီးထဲမှာမှဈေးအသက်သာဆုံးနဲ့ဝယ်နိုင်မဲ့ product တွေမျိုးနဲ့မိတ်ဆက်ပေးခြင်းတယ်ပေါ့နော်ဆိုတော့အဒီ product တွေနဲ့ပတ်သက် ြောကျွန်တော်ပစ္စည်းတွေဘယ်လိုရှာရမလဲပစ္စည်းဘယ်လိုဝယ်ရမလဲဆိုတော့ဈေးထွက်မယ်ဆိုရင်ရောဘယ်လိုတွက်ရမလဲတကယ်လို့ကိုယ်ကစိတ်ဝင်စားတယ်ဝယ်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုပုံစံဝယ်ရမလဲကာဗွန်တွေနဲ့ဘယ်လိုချိတ်ဆက်ရမလဲဆိုတာကို next slide တွေမှာအသေးစိတ်ပြပြပေးမယ်ဆိုတော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့အာရှေ့ဗီဒီယိုလေးအဲကိုဆက်ကြည့်ကြမယ်နော် ဆိုတော့အဝဆေးမှာအတက်တာဆုံးဈေးနဲ့ဝယ်လို့ရမယ့် product တစ်မျိုးနဲ့မိတ်ဆက်ပေးမယ်ပေါ့နော်ဆိုတော့သူစီမှာက product တွေရောအများကြီးရှိတယ်ဒါပေမဲ့ရှင်မကအာ product တစ်မျိုးနဲ့မိတ်ဆက်ပေးမယ်သူစီမှာဆိုလို့ရှိရင်မိဖို့ချောင်းတော့ပစ္စည်းတွေလူသုံးပုံပစ္စည်းပေါ့နော်ကျွန်တော်တို့ဒါ power တို့ဟိုဖြောဆက်တို့ဘာညာအဲ့လိုပစ္စည်းတွေကနေပြီးတော့စပြီးတော့ဒီအိမ်မြအလားစင်တဲ့ဒီပစ္စည်းတသေးလေးအထိအဲသူစီမှာရှိရဲဆိုတော့ဈေးတွေကကျတော့ကျွန်တော်တို့ဒီပုံမှန်ပေါ့နော်ဈေးကွက်တွေမှာရှိနေတဲ့တပေါင်းတပေါင်းနဲ့ပစ္စည်းတွေကိုလုံးဝမထင်မထားတဲ့ခောက်ချိုးဈေးတွေနဲ့ကျွန်တော်တို့ရမှာဖြစ် တယ်အဲနောက်တစ်မျိုးကဆိုတော့အမျိုးသမီးလက်ကအိတ်တွေပေါ့နော်ကျွန်တော်ပုံမှန်ပွဲတက်တာပဲဖြစ်ဖြစ်ရုံးသွားတာလည်းဖြစ်ဖြစ်အဲ့လိုမျိုးအိတ်တွေကနေပြီးတော့ထပ်သားထလာကိုယ်ကပါကင်လို့ရမယ်အိတ်တွေကိုမိတ်ဆက်ပေးမယ် ိုတော့ဒီ website မှာစိတ်ဝင်စားရဲဆိုလို့ရှိရင်တခြား product တွေကိုလည်းအဲ share ချပြီးတော့အာရောင်းမှုစိတ်ဝင်စားရဲဆိုလို့ရှိရင်လည်းဆုံးကြည့်ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့အာသူစီမှာရှိမဲ့ kitchen product တွေဆိုလို့ရှိရင်ဒီလိုပုံစံမျိုးလေးတွေပေါ့နော်အာဒါအခုခစ်ခစ်စားနေတဲ့ဟာမျိုးလေးတွေရှိမဲ့ဒီလိုခွက်လေးတွေရှိမဲ့အဆင်လေးတွေဒီလိုပေါင်းတဲ့ဆက်ကလေးတွေအာဖန်ခွက်ကလေးတွေပေါ့နော်အဆုံအဆုံအဆုံ PC တွေကအရင်များတယ်ပေါ့နော်ဆိုတော့ PC ကလည်းများတယ်ပြီသူကလည်း quality ကလည်းအမျိုးမျိုးရှိတဲ့အတွက်ကိုကဒီစီးအသက်တာအဆုံးမှာ share ပြီးဝယ်ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ PC နဲ့မ ညွန်းတူတယ် quality တူတယ်ဆိုရင်တော့ဈေးသက်သာတာမျိုးရှိရယ်ပေါ့နော်ဈေးပိုတတားဈေးပိုကြီးတာစသဖြင့်ရှိရယ်ပေါ့နော်သူတို့က website မှာကျတော့ site ကြီးအများကြီးလာရောက်လာဖြစ်တဲ့အတွက်အဈေးမျိုးမျိုး quality မျိုးမျိုးရှိနိုင်တယ်သူတို့အမျိုးကြောင့်တော့ပစ္စည်းဆိုလို့ရှိရင်ဒါလေးဆိုလို့ရှိရင်ဒါစားလို့အချို့မဟုတ်တော့ဘာလို့ထဲတဲ့အခွက်ကလေးတွေရှိမယ်ဒီလိုမျိုးအစစ်တဲ့စကားလေးမျိုးလေးဟာလေးဒါဒီလိုမျိုးလေးတွေရှိမယ်ဒါဆိုလို့ရှိရင်ဒါဈေးခွက်ထဲမှာဆိုလို့ရှိရင်တော်တော်ဈေးကြီးရယ်ပေါ့နော်ဆိုတော့ဒါဒါဆိုလို့ရှိရင်လည်းသူတို့လည်းဒီအတရုတ် ကပဲမှာဖြစ်တယ်အဲဒါဆိုလို့ရှိရင်လည်းရေကဲချောင်းထဲတဲ့ခွက်ကလေးတွေရှိမယ်အာဆိုတော့အာလူသုံးဖို့ပစ္စည်းမှဆိုလဲဒီအရှိရရေဘူးလေးဆိုလို့ရှိရင်လည်းဒါတော်တော်ခက်စားသွားတဲ့ရေဘူးမျိုးလေးပေါ့နော်ဒီလိုဘူးကြီးရေအများကြီးထလေရရေဘူးတွေရှိမယ်အမွေးပွားခင်းနေအဆုံအဆုံပေါ့နော်ဒါသူတို့စီမှာပစ္စည်းတွေအများရှိတယ်ဆိုတော့ဈေးနှုန်းတွေကလည်းအာလုံးဝမထင်မှန်ထားတဲ့ဈေးတွေဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုလေးဆက်ပြီးကြည့်ကြမယ်အဲဒီမှာဆိုလို့ရှိရင်ဒါကအဝင်လန်းစင်တွေဖက်နှက်စင်တွေပေါ့နော်ဒီအများသောဖြင့်လူရတချို့လူတွေကြတော့ဘီရို ဝယ်မဝယ်ချဘူးပေါ့နော်ဒီဗီဒီယိုနှစ်သိန်းသုံးသိန်းပေးပြီးမဝယ်ချဘူးဒီလိုမျိုးအာဒီလိုအဝစ်ထည့်လို့ရတဲ့အဝစ်ဘလို့ပြောမလဲအဝတ်ပြည်လိုပုံစံမျိုးပေါ့နော်ဒါရီဆိုလို့ရှင်ဇေကောတံမှာအာ3000ကျော်4000ကျော်ပတ်ဝန်းကျင်လောက်ရှိတယ်ဒီလိုအကန့်အများကြီးများတယ်လို့သူကအာဈေးကွာချတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုတဲမှာဆိုလို့ရှင်ဒါဈေးနှုန်းတွေကအဲ့လောက်မများဘူးအဲ့လောက်မပေးရဘူးဈေးအရင်တက်တာတယ်ဆိုတော့ ကျတော့ဒါအမျိုးသမီးလက်ကင်အိတ်တွေဆိုလို့ရှိရင်လေဒါအခုခေတ်စားနေအရှောင်းလေးလေမော်ရောင်လေးရှိမဲ့အစိမ်းလေးမျိုးစုံမျိုးစုံရှိရပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်လေဒါအခုဟိုပုံမှန်ပေါ့ပေါ့ပါပါပေါ့နော်ကျွန်တော်တို့ဟိုရုံသွားတာဖြစ်ဖြစ်အာပြင်သွားတာဖြစ်ဖြစ်အကင်ရရမယ့်အိတ်ပုံစံမျိုးလေးတွေတို့စီမှာရှိမဲ့ဆိုတော့ကျွန်တော်တို့ဒါ what's in eight ကိုစီဝင်စားတယ်ပစ္စည်းလေးရှိရှိနေဆိုလို့ရှိရင်တော့ဒါဖုန်းလိုက်မှာ Google သို့မဟုတ် Chrome ပါတယ်ဆိုတော့ Google သို့မဟုတ် Chrome နဲ့ဝင်ပြီးတော့ what's in eight.com ရိုက်ချလိုက်ပြီးဆိုလို့ရှိရင်တော့ဒီလို website တွေပေါ့နော်သူရဲ့ website လေးကြာလာမယ် ဆိုတော့အဝက်ဆိုက်လေးကြာလာပြီဆိုလို့ရှိရင်ကျမတို့ဒါဝက်ဆိုက်တွေဝင်လိုက်မယ်ပေါ့နော်ဝက်ဆိုက်တွေဝင်လိုက်ပြီဆိုလို့ရှိရင်ဒီလိုလေးဆွဲပြီးတော့ဘာကျွန်တော်ပစ္စည်းတွေလည်းအများကြီးကြည့်လို့ရတယ်ကျွန်တော်တို့ဒီမှာပစ္စည်းမျိုးစားတော်တော်စုံနေစည်းရလည်းအဆုံးရှိရဲဆိုတော့ဒီ search bar လေးမှာဒီကျမရှာပြရတဲ့ search bar လေးမှာကိုရှာခြင်းနဲ့ပစ္စည်းပေါ့နော်ကိုကဖနက်ရှာခြင်းလား Asian အိတ်ရှာခြင်းလားအာပစ္စည်းရှာခြင်းလားအဆုံးအဆုံးရှာပြီးတော့ဒီ search လေးကိုနှိပ်ပြီးတော့ရှာလို့ရတယ်ဆိုတော့ကျမတို့လောလောဆယ်ဒါ main ကလေးအမျိုးသမီးလက်ကင်အိတ်တွေရှာကြည့်မယ်ပေါ့ ဈေးတွေဘလောက်တောင်တက်သွားတယ်လဲဘလောက်တောင်အအောင်ကောင်းတဲ့ဈေးနေရမလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်မယ်ဆိုတော့ဒီပုံလေးကြည့်မယ်ဆိုလို့ရှိရင်အာဒါအာဒီဒီအိတ်ကလေးတွေပေါ့နော်ဒီလိုအပြင်ကသုံးမွေးလို့ဟာမျိုးလေးတွေနဲ့အိတ်ကလေးဆိုတော့ဒီတစ်လုံးရဲ့ဈေးကဘလောက်ရှိမလဲဆိုတော့ကျွန်တော်တို့ 22နှစ်နဲ့ရွယ်မယ်ရှိတယ်။ဆိုတော့22နှစ်ငယ်ဆိုလို့ရှိရင်မြန်မာငွေဘယ်လောက်လဲဆိုတော့ကျမတို့ဒါအဲ Google မှာပဲ currency exchange ဆိုပြီးရိုက်ရှာကြည့်လိုက်မယ်ဆိုရင်ဒီလိုပုံစံလေးပေါ်လာမယ်။ဒီဘက်မှာဆိုလို့ရှိရင်ပေါ်ရှာခြင်းနဲ့ငွေကြေးရဲ့အာဈေးနှုန်းကိုရွှေ့ပေးပေါ့နော်။ဟို Chinese yuan တရုတ်ဟာတည်ခြင်းတရုတ် Chinese yuan အာဒီ Thai baht တည်ခြင်းလို့ရှိရင် Bangkok BKK အာ Bangkok baht ပေါ့နော်။ဆိုတော့စသဖြင့်ရွှေ့လိုက် Thai baht ဆိုပြီးရွှေ့လိုက်ရွှေ့ပြီးလို့ရှိရင်အောက်မှာကိုပြောင်းချင်တဲ့ဈေးနှုန်းကိုကမြန်မာငွေနဲ့တည်ခြင်းတာလား။ဒေါ်လာနဲ့တည်ခြင်းတာလားစသဖြင့် ရွှေ့မယ်ဆိုတော့အရှိဟာအစ်မပြောခဲ့တဲ့ဒီ8ကလေးပေါ့နော်ဒီ8ကလေးက22ရွမ်းပဲရှိတယ်ဆိုတော့22ရွမ်းဆိုရင်မြန်မာငွေဘယ်လောက်လဲ22ရွမ်းဆိုလို့ရှိရင်မြန်မာငွေ6100ပဲကျမဆိုတော့ဒီ deal of quality မျိုးနဲ့6100ရရတယ်ဆိုတာကဒါတော်တော်လေးလဲတန်တယ်လို့အာဈေးလဲတက်တာရလို့ပြောလို့ရမယ်ပေါ့เนาะဆိုတော့ဒီ8ရေးဆိုလို့ရှိရင်အခုဒါဈေးကွက်ထဲမှာတော့ရောင်းတာတိတ်မတွေ့ဘူးပေါ့เนาะဆိုတော့တကယ်လို့ဟိုကိုကဒီလို8ကလေးရောင်းချီချင်နေဒီလိုအာ trend ဖြစ်တယ်ပေါ့เนาะလူငယ်တွေတာဂက်ထားပြီးရောင်းချီချင်နေဆိုရင်ဒီလို8ကလေးရလဲမစိုးဘူးသူကကြတော့ကျမတို့ အဲ့တော့တတ်မှတ်ထားတဲ့အလုံးရှိအတွက်ပေါ့နော်သူကအအလုံးဘလောက်ယူလို့ရှိရင်ဘလောက်နဲ့ရမယ်ဆိုပြီးအဲ့လိုဈေးလဲရှိရပေါ့နော်သူကကျတော့အထူးကလက်ကားရောင်းမိတာဖြစ်တဲ့အတွက်ကိုယ်အလုံးများများယူနိုင်လေးဈေးပိုတက်တာလေးဖြစ်တယ် ိုတော့ကျွန်တော်တို့ဒါလေးကြီးဆက်ကြည့်မယ်ဆိုလို့ရှိရင်ဒီလိုဒါပတ်စံအိတ်လေးပေါ့နော်သူကဒီလို wall အဖြစ်လဲကန်လို့ရတယ်လက်ကန်အဖြစ်လဲကန်လို့ရမယ်ဒီလိုဂျိုင်းလေးလည်းလွယ်လို့ရမယ်ကျွန်တော်ဒါဆိုလို့ရှိရင်အာဒါယွမ်လေးဆိုဘယ်လောက်ရှိမလဲဆို၄.၅ယွမ်မျိုးရှိတယ်ကျွန်တော်ဒီအဲ့လိုအိတ်လေးကိုတောင်းတော့ဆောက်ဝယ်မယ်ဆိုရင်၄.၅ယွမ်နေရမယ်ကျွန်တော်၄.၅ယွမ်ဆိုမြန်မာငွေဘယ်လောက်ရှိမလဲဆိုတော့1952ကျဆို1300ပတ်ဝန်းကျင်လောက်ပဲရှိမယ်ပေါ့နော်ဒီလိုအနေထားမျိုးကိုဒါ1300နဲ့ရရဆိုတာကဒါမှမဟုတ်မရနိုင်ရေးဈေးဖြစ်တယ်ဆိုတော့ဒီဟာလေးဆိုရင်ဈေးခွက်ထဲမှာဆိုရင် ကျမတို့8900လောက်တောင်းလောက်ထိရောင်းတာဖြစ်တယ်မနော်ဆိုတော့ကျမတို့1200လောက်နဲ့8900လောက်ထိရောင်းလို့ရတာဖြစ်တဲ့အတွက်3000 4000လောက်ဒါမြတ်တဲ့သဘောရှိရပေါ့နော်ဆိုတော့ဟောဒါကကိုရှာနိုင်ကိုရှာနိုင်တလောက်ပေါ့နော်အဲ့ဒီကဈေးရရင်တာဒီဒီကောင်လေးဆိုလို့ရှိရင်3တသမ8ရွယ်5တသမ6ရွယ်ဈေးအရင်တက်တာတဲ့အဲ့လေးလေးရှိတယ်ဒါပေမဲ့သူက quality လေးရောကွာပေါ့နော်ဆိုတော့သူသူ quality နဲ့အညီပို့ပြီးတော့ဒါဟိုဘယ်လိုပြောမလဲဈေးအရင်တက်တာတဲ့ဟာမျိုးအဲလိုချင် ်နေဆိုလို့ရှိရင်တော့ဒီ website လေးကမဆိုးဘူးပေါ့เนาะဆိုတော့ဒါလေးကြီးထိမယ်ဆိုရင်လည်းအာဒါ6ရွယ်မယ်ရှိမယ်ဒီ8ကလေးဆိုလို့ရှိရင်ဒါကျမပြပေးမယ်เนาะဆိုတော့ဒီ8ကလေးဆိုလို့ရှိရင်လည်းဒါ6ရွယ်မယ်ရှိတယ်ဆိုတော့ ကျမတို့တစ်ချက်ဝင်ကြည့်မယ်ဝင်ကြည့်မယ်ဆိုတော့သူက3လုံးနဲ့အထက်ဝင်မယ်ဆိုလို့ရှိရင်ကျမတို့6တသမ2ယူရန်ရမယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်သူ့စင်မှာအယောင်လေးတွေလည်းအစုံရှိရဲဒါပုံစံမျိုးလေးပုံစံလေးတွေလည်းအစုံပေါ့နော်6တသမ2ယူရန်ဆိုလို့ရှိရင်ကျမတို့ဘယ်လောက်ကြောင်လဲတစ်ချက် တွက်ကြည့်မယ်။ထောက်ထားသမားနှစ်ရံဆိုလို့ရှိရင်1800ပဝင်းချီလောက်ပဲကြမယ်။ကျွန်တော်ကပြန်ရောင်းမယ်ဆိုလို့ရှိရင်အာဒါ6000လောက်ရောင်းမယ်ဆိုရင်တော့မှဒါကျွန်တော်ကြားထဲမှာ23000လောက်တော်တော်မြင့်နေပြီ။ဆိုတော့ဈေးလည်းအများကြီးတင်ပြီးတော့မရောင်းချင်ဘူး။ကိုကဟိုလူလက်တန်းစား customer တွေရောင်းချင်နေဆိုလို့ရှိရင်တော့ဒီလိုအိတ်မျိုးလေးတွေကဒါဝယ်လို့လည်းပျော်ရဲကိုလည်းအာဒါရောင်းလဲတွက်မယ်အမြင့်လဲကိုတွက်မယ်ညချမ်းမယ်ပစ္စည်းလေးတွေဖြစ်တယ်။ဆိုတော့အာဒါရစ်မတ်ကဒီအမျိုးသမီးအိတ်တွေနဲ့ပတ်သက်ပြီးတော့နမူနာပြပေးရပါတော့။ခုနကဒီမှာအရှိက ပြောခဲ့တဲ့အတိုင်းဒီမှာဆိုရင်ဈေးတွေအမျိုးမျိုးရှိတယ်ဒီမှာဆို6.5 6.5 6.30တော့အဲ့ဒီကပုံစံအတူတူပဲဒါပေမဲ့ဈေးတွေကကွာတယ်ဆိုတော့ကွာဈေးအသက်သာဆုံးဆိုင်ကိုရွေးပြီးတော့ဝယ်လို့ရတယ်ဒါသူ့ရဲ့အားသာချက်ပေါ့နော်ကျမတို့ဟိုဒီ website မှာကဆိုင်ရင်းအများကြီးရှိတာဖြစ်တဲ့အတွက်ဒီလို အဲ့ဒီတမျိုးတွေကိုရောင်းတဲ့ဆိုင်ဘောင်းကအများကြီးထောင်ချီရှိတယ်ဆိုတော့ဒီထဲမှာကျွန်တော်ဈေးအသက်သာဆုံးဖြစ်မဲ့အကောင်းဆုံးဖြစ်မဲ့ဆိုင်ကိုရွေးချယ်ပြီးတော့ဓာဝယ်ကြည့်လို့ရတယ်ဆိုတော့ဒါကျွန်တော်တို့လည်းဖုန်းရှိရပေါ်ပတ်စလိုက်လေးကိုဆက်သွားမယ်ပေါ့နော်ဆက်သွားမယ်ဆိုလို့ရှိရင် expert ဒါခုနအဲ့အကြောင်းလေးပြောခဲ့တာဆိုတော့ဘလောင်းနဲ့ရောင်းပြီးတော့ဘလောင်းနဲ့အာဝယ်ပြီးတော့ဘလောင်းနဲ့တင်ရောင်းလို့ရမယ်ဆိုရင်ဒါအရှိကပြခဲ့သလိုပဲဒီအဲ့လေးဆိုလို့ရှိရင်လေကျွန်တော်တို့ဒါအာ1800ပတ်ဝန်းကျင်လောက်ပဲကြာတယ်ပေါ့နော်မြန်မာငွေတရုတ်ယွမ်နဲ့ဆိုရင်တော့သူက9000ရှိရယ်မြန်မာငွေနဲ့ဆိုရင်တော့1800ပေါ့နော်ဆိုတော့တင်ရောင်းမယ်ဆိုရင်8000ပတ်ချာလဲ900လောက်ထိပြန်ရောင်းလို့ရတယ်ပေါ့နော်ဆိုတော့ဒါကအာလေးစား၅စားလောက်မြင်မယ်ကျွန်တော်1800ပေါ့မအာတယ်ယူပို့ဆောင်ကဈေးစကားနဲ့တွက်မယ်ဆိုလို့ရှိရင်ဒါ2800 လောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ3ဆလောက်မြင့်မဲ့အဲအမျိုးအစားမျိုးပေါ့နော်ဆိုတော့အော်ကျွန်တော်အလုံးတရာနဲ့အထက်ဝယ်မယ်ဆိုလို့ရှိရင်တော့1600နဲ့ရမယ်တကယ်လို့ကိုကလက်လီမရောင်းချင်ဘူးလက်ကားဒီမြန်မာနိုင်ငံကလူတွေလက်ကားပြတ်ပေးချင်တယ်ဆိုလို့ရှိရင်လည်းဒါမစိုးဘူးဘာလို့လဲဆိုတော့ကိုကဒါဒီအာစိတ်ယုံဓာတ်ရိုက်လက်ကားဝယ်ရတာဖြစ်တဲ့အတွက်တအိတ်ကို1600 1800လောက်နဲ့ရမှာဖြစ်တဲ့အတွက်ကျွန်တော်လက်ကားပြတ်ပေးတဲ့အခါကျရင်လည်းကိုကလက်စာသုံးဆလောက်မြင့်အောင်မှာဆိုတော့လက်လီပဲရောင်းရောင်းလက်ကားပဲရောင်းရောင်းဒါကိုကအမြင့်သေးချာပေါက်ကိုချန် မဲ့အာဒါပစ္စည်းဖြစ်တယ် website ဖြစ်တယ် search bar ဒီလူသုံးဝင်ပစ္စည်းမှာဆိုလဲဒီလိုဖက်နှက်ဘူးလေးတွေဆိုလို့ရှိရင်လဲအဲဒါတစ်ခုကိုအာ small နှစ်ခုကနေစဝယ်လို့ရနှစ်ခုကနေ၁၆ခုအထိဆိုလို့ရှိရင်သူက1100လောက်ပဲကြာမယ်ဒီဘူးလေးဆိုလို့ရှိရင်အခုဒါဈေးတွေဘာတွေတက်လာနေဆိုအရင်ကတော့ small ဒါနဈေးကတော့2000 3000လောက်ပဲရှိရင်ဒါပေမဲ့အခုကျတော့ဈေးတွေတက်လာနေအညီအာပြီးတော့ဒီဖက်နှက်ဘူးကရောင်းနေသူလဲနည်းနည်းရှားရတယ်ပေါ့နော် small 3000လောက်အထိရောင်းကြတယ်ရောင်းနေဆိုတော့ဒါအာဒီဘူးလေးတွေကလည်းဒီရောက်ဝယ်မယ်ဆိုလို့ရှိ င်ရင်တရုတ်ကဝင်မယ်ဆိုလို့ရှိရင်ဈေးတက်တာတွေလည်းမှာပါတယ်ဆိုတော့ပြန်ရအောင်ဆို2000တောင်းတော့ဝင်ချင်အောင်လည်းရောင်းလို့ရတယ်ဆိုတော့ တကယ်လို့အကိုကစိတ်ဝင်စားတယ်ပေါ့နော်ဒီ168 168အိမ်မှာစားပြီးတော့ဝယ်ချစ်ချင်နေဆိုလို့ရှိရင်တော့ကျမတို့အကာကူနဲ့ဘယ်လိုချိတ်ဆက်ရလဲသူတို့ကမြန်မာနိုင်ငံဘက်ကိုဘယ်လိုပို့ပေးလဲဆိုတာကိုကျမတို့တစ်ချက်ကြည့်ကြမယ်ကျွန်တော်ကာကူနဲ့ချိတ်ဆက်မယ်ဆိုလို့ရှိရင်တော့ဒီတရုတ်ကတိုက်ရိုက်ပစ္စည်းကိုဒီကူဖာနေပြီးတော့ပို့ပေးရပေါ့နော်ဆိုတော့ကူဖာကကျတော့ဒါရုံနဲ့ယုံကြည်ရတယ်အခိုင်အမာနဲ့လုပ်နေတဲ့ဒီ delivery company လည်းဖြစ်တဲ့အတွက်ကျမတို့ယုံကြည်စိတ်ချစွာနဲ့သူစီကနေတစ်ဆင့်ဝယ်လို့ရတယ်ဆိုတော့အကျမတို့တကယ်လို့ဝယ်ပစ္စည်းဝယ်မယ်ဟိုပေါ့နော်ဝါစီကပစ္စည်း ဝင်မဲ့ဂူဖာနဲ့ရှိဆက်ပြီးဝယ်ရှင်နေဆိုလို့ရှိရင်တော့ကျမတို့ Facebook မှာဂူဖာဆိုပြီးရရှာလိုက်ရင်တော့ဒီလိုကြလာလိမ့်မယ်ဆိုတော့အော်ကျမတို့ဒီဂူဖာချက်တော့မြန်မာလိုဆက်သွယ်လို့ရတယ်မြန်မာဘက်က delivery ဖြစ်တဲ့အတွက်အဲမြန်မာလိုဖုန်းနဲ့လည်းမိလို့ရတယ်လို့ messenger အနေနဲ့ကိုသိချင်တဲ့အကြောင်းအရောသိစိတ်ပေးလို့ရတယ်ပေါ့နော် ိုတော့သူတို့ဒီကူဖာနဲ့ချိတ်ဆက်ပြီးတော့ one six ကပစ္စည်းတွေဝယ်မယ်ဆိုလို့ရှိရင်ဘယ်လိုဝယ်လို့ရမလဲဆိုလို့ရှိရင်အဲကျွန်တော် one six ထဲဝင်တဲ့အခါကျလို့ရှိရင်ဒီလိုပုံစံလေးပေါ်လာမယ်ပေါ်လာပြီဆိုလို့ရှိရင်တော့ဒီအဆက်သုံးဆက်လေးကိုနှိပ်ပြီးရခါကျရင် copy link ဆိုတာလေးရှိရမှာเนาะဒီ copy link ကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီကူဖာရဲ့ messenger ကိုသွားပြီးတော့ခုန copy လုပ်ထားတဲ့ဟာလေးကို paste လုပ်ပြီးတော့ကျွန်တော်ပို့လိုက်မယ်ပို့ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဘယ်နှလုံးယူမယ်ဘယ်အကြောင်းလေးယူမယ်ဆိုတာကိုအဲဒီကူဖာစီကိုပြောပြီးတော့ကူဖာတစ်ဆင့်အဝယ်တော်အနေနဲ့ဝယ်ခိုင်းလို့ရတယ်ပေါ့เนาะဆိုတော့ကျွန်တော်တို့ကငွေပေးချေတဲ့အခါကျလို့ရှိရင် င်လေဒီ168ကိုတိုက်ရိုက်ငွေပေးချေလို့မရတာဖြစ်တဲ့အတွက်အခုဆောင်နေပြီးတော့တစင်ကျွန်တော်တို့168ကိုပေးချေဆရာရှိရဲ့အမကိုပေးချေရဲသူကအာလောလောပြောရရင်တော့သူကကိုယ့်ရဲ့ကိုစားဝယ်ပေးရတဲ့သဘောမျိုးအဝယ်တော်မျိုးပေါ့နော်ဆိုတော့ကူဖာစီမှာဝယ်မယ်ဆိုလို့ရှိရင်သူရဲ့အာ service ကားတွေပေးရမယ်ကျွန်တော်ပစ္စည်းတည်တဲ့အခါကျလို့ရှိရင်ပစ္စည်းတည်ယူကားတွေပေးရတယ်ပေါ့နော် ျမတို့အဝေးတော်ဝန်ဆောင်ကအနေနဲ့ကကြတော့ကျမတို့ဒီ9000အောက်ဆိုလို့ရှိရင်တော့ဗောနော်အဲကျမတို့ကိုဝယ်တဲ့စုစုပေါင်းပမာဏရဲ့10ရာခိုင်နှုန်းပေးရမယ်ဆိုတော့ကျမတို့က9000မို့ဝယ်ရဆိုလို့ရှိရင်9000ရဲ့10ရာခိုင်နှုန်းအာ9000ကူဖာဘက်ကိုအဝေးတော်ဝန်ဆောင်ကအနေနဲ့ပေးရတယ်ဗောနော်ဆိုတော့အာဒီ9000ကနေပြီးတော့2သိန်းထိဆိုလို့ရှိရင်တော့အာဒီ charges ကကျတော့ရှိရာခိုင်နှုန်းပေးရတယ်ဆိုတော့ကိုကမြောက်ဝယ်ရခါကျလို့ရှိရင် charges ကပိုတက်တာတယ်ဗောနော်ဆိုတော့အာကျမတို့ကဒီ3000ရှိနေအထက်ဝယ်မယ်ဆိုလို့ရှိရင်တော့ကျမတို့ဝယ်တဲ့ပမာဏရဲ့300ခိုင်နှုန်းပဲပေးရမှာဖြစ်ပါတယ် ယ်ဆိုတော့ဒါကကျတော့အာကျမတို့ပစ္စည်းဝယ်ပေးရတဲ့အတွက်ဝယ်ရုံဝန်ဆောင်ကပေးရတာဖြစ်တယ်အဲဒီနောက်တစ်မျိုးကကျတော့ကျမတို့သူစီကိုဒီဝန်ဆင်းရေးဘက်ကပစ္စည်းတွေပို့လာပြီးမြန်မာနိုင်ငံကိုပို့ပေးဖို့အတွက်အာဒီလိုကာကိုဝန်ဆောင်ကပေါ့နော်ကျမတို့လော်လေပြောရရင်တော့ delivery ကပေးရတာပေါ့နော်ဆိုတော့ delivery ကအနေနဲ့ကကျတော့သူက20 kg အောက်ဆိုလို့ရှိရင်သူက1 kg ကို1800ကျပ်ပဲယူရဲဆိုတော့အာသူ ်ပို့ပေးရတဲ့ KG ကဘာကြောင့်လဲနည်းနည်းလေးရှုပ်တယ်ဆိုတော့ကျွန်မရှင်းအောင်ပြပြပေးမယ်ကျွန်မ20 KG ယူမယ်ဆိုရင်ပထမဆုံး1 KG ကို6500ပေးရမယ်ကျန်တဲ့19 KG အတွက်က1800ပဲပေးရမယ်ကျွန်တော်တို့30 kg ယူမယ်ဆိုလို့ရှိရင်ပထမဆုံး1 kg အတွက်8500ပေးရမယ်။နောက်ထပ်29 kg အတွက်1800ပေးရမယ်။အာဒါက20 kg အောက်ပေါ့နော်20 kg အထက်ဆိုလို့ရှိရင်ပုံပြတတ်တာလေ။ဆိုတော့လိုလဲပြောရမယ်ဆိုရင်ကျွန်တော်တို့20 kg ယူမယ်ဆိုလို့ရှိရင် delivery ကစစပေါင်း4000နဲ့ရှေ့ရကြမယ်။ ကျမကျမတို့သူကကြတော့150ဒါမှမဟုတ်200 kg ကြာအဲ့ဒီကနေမှစတဲ့ပြေပေါ့နော်ဆိုတော့လက်ကားဝယ်မဲ့သူတွေအတက်ဆိုလို့ရှိရင်တော့ဒီကူဖာနဲ့ကအဆင်ပြေမယ်အဲကျွန်တော်150 kg တဲ့မယ်ဆိုရင် delivery က2600ကျော်လောက်တော့ကျမ150 kg ဆိုတော့အရန်ပစ္စည်းများတယ်ပေါ့နော်ဒါပေမဲ့ကျမတို့အဲ့ဒီဘာတွေဝယ်ရောင်းမယ်လုပ်မယ်ဆိုလို့ရှိရင်တော့ ပြီးတော့အဲ့အလုံးတရာနေအောင်ဝဲခါကြရင်ဒီလောက် KG လောက်တော့သွားကြရတယ်ပေါ့နော်ဒီကလေးသူစီကပြည်စီမှာမယ်ဆိုလို့ရှိရင်၃ဘက်ကနေ၄ဘက်တွင်ရောက်မယ်ဆိုတော့အခုကကျတော့လန်ခီအချိန်ဒီပုံမူတည်ပြီးတော့အာဒီအခုပြောရတဲ့အချိန်တည်းမြင်လဲမြင်နိုင်နေနည်းနည်းလေးနောက်ကျနေနောက်ကျနေတယ်ပေါ့နော်ဆိုတော့ဂူဖာဘက်ကိုပေးရတာက2မျိုးရှိမယ်အဲကျွန်တော်တို့ပြည်စီကိုစားဝယ်ပေးတာဖြစ်တဲ့အတွက်အဝယ်ရောဝန်ဆောင်မှပေးရမယ်နောက်တစ်ခုကကျွန်တော်တို့သူတရုတ်နိုင်ငံပစ္စည်းကိုမြန်မာနိုင်ငံကိုတည်ပြီးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ delivery ကတစ်ခါပေးရပါတော့ဆိုတော့သူ့ကိုပေးရတဲ့ငွေကတော့နှစ်ခါပေးရတယ် ဆိုတော့အချင်းချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီ website ကကြတော့အဲကျွန်တော်ဒီလက်ကောက်ဝယ်တဲ့သူတွေအတွက်အရင်အင်ပြေမဲ့ website ဖြစ်တယ်ဆိုတော့ PC ရလာလဲအမျိုးမောင်းပေါ့နော်တောင်းချီသိမ်းချီရှိရပြီးကျွန်တော်ဒီဈေးနှုန်းကလည်းလုံးဝမထိမှတ်ထားတဲ့ဈေးနှုန်းတွေပေါ့နော်ဒါကိုအခုလက်ရှိအဈေးကွက်ထဲမှာဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်လက်ကောက်ပြန်ဝယ်မယ်ဆိုရင်တော့မှဒီ website မှာရတဲ့ဈေးနှုန်းနဲ့လုံးဝဝယ်လို့မရဘူးနော်လုံးဝဒီဈေးကကျွန်တော်လိမ့်ငါးဆလောက်ကိုတတ်တာရဲ့ဈေးပေါ့နော်ကိုရှာနိုင်ရှာနိုင်တယ်လို့ဒီတက်ဈေးတတ်တာရဲ့ဟာတွေရနိုင်တာဖြစ်တဲ့အတွက် ဲ့ကျမတို့အာဒါကိုယ်ကစိတ်ဝင်စားတယ်ရောင်းချင်တယ်ဆိုလို့ရှိရင်တော့ WhatsApp အိတ်ထဲကိုတေချာဝင်ချပြီးတော့ကျမတို့ကဒီပစ္စည်းကိုရောင်းချင်တာလေဘလို့ပုံစံဘလို့ဈေးနှုန်းမျိုးကိုယ်ကရောင်းချင်တာလေဆိုတော့တေချာရှာဖွေပြီးတော့ကျမတို့ Goofa နဲ့အစင်ချိတ်ဆက်ပြီးတော့မာရီလို့ရတယ်ကျမတို့ Goofa ကလည်းအဲဒါကကျတော့တခြား app တွေလိုကိုယ်တိုင်ဝယ်စရာမလိုဘဲနဲ့ Goofa ကနေမှတစ်ဆင့်အမွေတော်အနေနဲ့ဝယ်ပေးတာဖြစ်တဲ့အတွက်ကျမတို့အာဒီပေါ့နော်အော် app တွေကိုတော့တိတ်မကျွမ်းချင်တဲ့သူတွေဈေးဝယ်ရတိတ်မကျွမ်းချင်တဲ့သူဆိုလို့ရှိရင်တော့ကျမတို့ Goofa နဲ့အဲတစ်ဆက်တိုင်ပြင်ပြီးတော့ကျမတို့ အာလောလောကူကူစိတ်ဝင်လို့ရတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲအစီအမြင်ချမှတ်လို့မျှော်လင့်ပါတယ်ရှင်